ပြည်ထဲတွေဘွားကဘာနဲ့ဒူလဲဆိုလို့ရှိရင်အိတ်ကထဲကဖားတယ်လို့ပဲအချိန်မီးထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တယ်လို့ချင်းထဲကကြက်တယ်လို့အချိန်မီးရိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘောကြောင့်ဘွားမှာရောက်နေပြီးတော့အဲ့ဒီ EA ကို EA ကိုအနေခံတိုင်းရတာလက်နဲ့ခိုင်နေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကျုံဘွားမှာအေးအဆင်အတက်ပြတ်ခံနေရတယ်။တက်ကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့ဤဖြစ်မိတာကြီးမှာဖုံးကွယ်ထားကြတယ်။သူတို့မပြောရဲကြဘူး။ ဘာကြောင့်မပြောရတာလဲဆိုရင်တို့ရဲ့တော်တွင်ဥပဒေကြီးကိုပြည်သူလူထုကသိရှိနားလည်သွားပြီးတော့မတော်မှတွေကအကြအကြောက်လို့ရှင်ကြီးကုန်းပြီလားရှင်ကြီးကအကြထက်ဆိုးပါလားဆိုတော့လူထုကနားလည်သဘောပေါက်သွားမှကြောက်တဲ့အတွက်ဒီကိစ္စတွေမှာပုံမှန်ထားကြတယ်။ online ရဲ့တတိယအဆင့်ကိုဆရာနာသိမ့်မှုကိုအဆုံးသက်ဖို့ယုံကြည်ကြောင်းထွေထိုးစစ်ကြီးတွေကိုတနိုင်ငံလုံးတိုင်တာနဲ့ဆွေးနွေးမယ်ဆိုပြီးတော့ဒီအချိန်ပေါ်ကပြောပါရစေ။နော်။တတိယအဆင့်တော်လိုင်းတတိယအဆင့်။ဖြစ်မှာက ကြီးမောင်ဆိုတာကကာကွယ်ရေးဝန်ကြီးအစီအမံရှိတာနော်သူတို့ဝန်ကြီးတွေအကုန်လုံးရဲ့အချုပ်ဝန်ကြီးချုပ်မန်ဝဲခံတိုက်ခေါ်တာကတော်လန်ရေးကို2023အခုမခံဘူး2022မှာအပြေးတိုက်မယ်လို့ပြောခဲ့တာဝန်ကြီးချုပ်မန်ဝဲခံတန်းပြောခဲ့တာအခုကြတော့အခုတော်လန်ရေးက2023ကြော်ပြီး2025ရောက်တဲ့အခါကျတော့ဝန်ကြီးရင်မုံဆိုပြီးတော့ပြီးရင်မုံကပြောတယ်တော်လန်ရေးတတိယဆက်ဆင်နေမယ်ဆိုတော့အဲ့ဒီတတိယဆက်ဆိုတဲ့နောက်မှာအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲ အထွေထွေထိုးစစ်ကြီးတနိုင်ငံလုံးအတိုင်းအတာဆင်နွှဲရန်ရှိဟု UNG ကာကွယ်ရေးဝန်ကြီးပြောဆိုလိုက်သည့်အပေါ်မပူတူကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ပူတူမယုတ်တန်နဲ့အတူစုကူးမျိုးနယ်တွင်လူစီကားရဈေးဆိုင်တန်းကိုစစ်တပ်ဘုံကျဲပြည်သူဆက်တဦးတည်ဆုံးပြီးသုံးဆဲ့ဝင်းကျင်တန်းရရသွားတဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ်မန္တလေးတိုင်းစုကူးမျိုးနယ်လက်ပံလာကျေးရွာရှိ လူစီကားရဈေးဆိုင်တန်းကိုစစ်ကောင်စီတပ်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်2ဦးအပါအဝင်ပြည်သူ7ဦးသေဆုံးပြီးဒဏ်ရာရရှိသူ3ဆယ်ဝန်းကျင်ရှိကြောင်းမန်လေး PDF ကထုတ်ပြန်သည်ယနေ့မတ်ဆက်4ရက်မွန်းလွဲ3နာရီဝန်းကျင်တွင်စစ်ကူးမျိုးနယ်လက်ပံလာကျေးရွာမန္တလေးမိုးကုတ်လမ်းမပေါ်ရှိလူစီကားရဈေးဆိုင်တန်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ရာနေအိမ်10လုံးခန့်ပျက်စီးသွားကြောင်းလည်းသိရသည် မန္တလေးမိုးကုတ်လမ်းမပေါ်ကဈေးဆိုင်တန်းကိုနေ့လယ်3နာရီဝန်းကျင်လောက်မှာချက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချသွားတာပါဆက်တနက်နဲ့တော့ပြစ်တာမဟုတ်ပါဘူး။ဟူမန်လေး PDF ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောသည်မန္တလေး PDF အနေနဲ့ဒဏ်ရာရရှိသူများကိုစေဝါကူတာနိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။လက်တန်လှရဲစခန်းရဲ့အနောက်ဘက်ကားလမ်းကိုကြော်ကြီးလက်ဖက်ရည်ဆိုင်နာကိုကြာတာအဲနာမှာရွှေဆိုင်တွေလည်းရှိတယ်။ထိခိုက်ပျက်စီးမှုတွေများတယ်။ ဘုံကျဲတဲ့အချိန်ကလူစီတဲ့အချိန်မှာကျဲလိုက်တာကျွန်တော်တို့ထင်တာကတော့ပေါင်900ပေါင်900ဘုံလို့တော့ထင်တယ်ဟုလက်ပံလဒေတာခန်တဦးကပြောသည်ပြီးခဲ့သည့်မက်လ၄ရက်ကလည်းစုကူးမြို့နယ်လက်ပံလကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်ရာပြည်သူ၂ဦးသေဆုံးခဲ့သေးကြောင်းသိရသည်မင်္ဂလာပါမျိုးရေကျွန်မမဟုတ်လို့မာသေးပါရှင်ဒီနေ့ကောင်း25ခုနဲ့မက်ရှလာ14ရက်နေ့ဖြစ်ပါတယ်မျိုးညစ်တေမပြောရဲတဲ့တင်းတပုတ်ကိုမျိုးချစ်တဲ့ကျွန်မကပြောမယ်အဲ့ဒါမလဲဆိုတော့နေပြည်တော် PDS ဆိုရအဖွဲ့က နေပြည်တော် PDF ဆိုတဲ့ဖွဲ့ကရဲဘော်ကိုဆိုင်ဆိုတဲ့ဗတ်ကောင်ကိုတရန်တဘူ KLL ကနေပြီးတော့သူတို့ချီကိုလာခေါ်ရင်လာခေါ်ပြီးတော့သူတို့တက်ထဲကိုခေါ်ပြီးတော့လူမဆန်စွာရဲရဲဆက်ဆက်ညှင်းပါနှိမ့်ဆက်ပြီးတက်ဖြတ်လိုက်တယ်။ PDF တွေဘွားကဗာနဲ့တူလဲဆိုလို့ရှိရင်အစ်ကထဲကဖားတယ်လို့ပဲအချိန်မီးထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တူလို့ချင်းထဲကကြက်တူလို့အချိန်မီးရိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘုံကြုံဘွားမှာရောက်နေပြီးတော့အဲ့ဒီ EA ကို EA ကိုအမိခံတိုင်းရဲသားလက်နက်ကင်တွေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကြုံဘွားမှာ ဟေးဆက်ဆက်အတက်ပြတ်ခံနေရတယ်တကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့ဒီပြင်းမိတာရေမှာဖုံးကွယ်ထားကြတယ်သူတို့မပြောရဲကြဘူးဘာကြောင့်မပြောရဲတာလဲဆိုရင်သူတို့ရဲ့တော်တွင်ဥပဒေကြီးကိုပြည်သူလူထုကသိရှိနားလည်သွားပြီးတော့မတို့ဘွားတွေကကြားကြောက်လို့ရှင်ကြီးကုန်းပြီတာရှင်ကြီးကကြားထက်ဆိုးပါလားဆိုတော့လူထုကနားလည်သဘောပေါက်သွားမှကြောက်တဲ့အတွက်ဒီပြင်းမိတာရေမှာဖုံးကွယ်ထားကြတယ်ဥပမာရှင်းပါဆိုလို့ရှိရင်မမရရဆော့စီတော့เนาะ KNU KLL ဘူစာလုံးတို့များအတိကြတာပေါ့နော်ဘူစာလုံးဆိုလို့ရှိရင်မူးမူးထူးထူးနဲ့အရက်မူးပြီးတော့ဆေးကွဲပြီးတော့ RPG ကိုပုံပေါ်ထမ်းတယ်ထမ်းပြီးတော့မူးမူးနဲ့ကရဲအဲ့ဒီ RPG ကရုတ်တရက်မတော်တဆကြီးထွက်ပြီးတော့ PDF တွေပိတ်ချင်းလုံးနဲ့တီးသွားရင်နော်နောက်ဆုံးအဲ့ဒီဘူစာလုံးကိုကြောက်လို့ပဲ PDF ရဲဘော်တကောင်သူ့ကိုယ်သူ ွားရင်ဖြစ်မှုဖြစ်စင်နေရှေ့မှာတော့များစွာရှိခဲ့တယ်။နော်။ဆိုတော့ဗီဒီယိုတွေဘဝကဘိုးကျော်ဘဝတွေမှာရောက်နေပြီတော့အဲ့ဒီလိုမျိုး EU ရအောင်အမိခံတိုင်းဒါလက်နက်ကိုင်အဖွဲ့အမိခံတောင်းချမ်းသူတွေရဲ့လက်အောက်ခံဘဝမှာခွေးကလေးတွေတကောင်လို့ချက်ကလေးမျက်ကလေးတကောင်လို့လွယ်လွယ်ကူကူအသက်ပြည့်ခံနေရတယ်။ဒီပြည်သူပုံမှာအခုသဘောကျတာရှိတယ်။အဲ့ဒါပါလေဆိုတော့အလေးမန္တလေး PD ရဲ့ sorry နေပြီးတော့ PD ရဲ့ဒီလိုဗီဒီယိုအဖွဲ့ကနေဒီစာတောင်ထုတ်တယ်။အဲ့အခုလိုမျိုးပေါ့နော်သူတို့ဗီဒီယိုအဖွဲ့ဝင်ကိုအခုလိုမျိုးကရင်ကရင်လေးကနေပြီးတော့တက်ဖြတ်တက်မှုကို၃ရက်ပြင်မှာဖြည့်ရှင်းချက်ပေးဖို့ဆိုပြီးစာထုတ်တယ်။ သူတို့မှာအချိန်ကတ်သက်ပါတယ်။ဘာလို့လဲဆိုတော့ကျမတို့အရက်စကားလေးတစ်ခုရှိတယ်။တခါသေးဘူးပြင်ဖို့နားလေ။သူတို့ဘွားတွေကတခါမဟုတ်ဘူးတရတခါတရနှစ်ခါသေးပြီးသွားပြီ။သေးဖူးပြီးသွားပြီဆိုတော့တရတခါတရနှစ်ခါသေးဘူးတော့ပြင်ဖို့နားလေပါတယ်။ဥပမာအခုလုံးလုံးလည်းလည်းဖြစ်သွားတာဆိုလို့ရှိရင်နော်အာရှက်ပြရတဲ့ဇက်ကဖဲဖုံကနောက်ရှင်မေးဆောင်ရေးကူညီပေးနေတဲ့ဆရာတော်ကိုပြားဆက်ချောင်းဆိုတဲ့ PDF ဖွဲ့ကဒလန်လို့ဆွဆွဲပြီးနှင်းပန်းလိုက်ဆက်ပြီးတပ်ဖြန့်လိုက်တယ်။ရဲရဲဆက်ဆန်းမသိမချင်းပြတ်တယ်။ เนาะအဲ့ဒီအမှုဆိုလဲဟိုလိုလိုဒီလိုလိုနဲ့အခုချိန်ဒီပါမပေါ်မလာဘူးရှင်းပါဆိုလို့ရှိရင်လေရေပလူခွဲကိုတို့ NGO MOD ကခုံလုံးခွဲပြီးစစ်ဆေးမယ်ဆိုပြီးတော့လူကြားကောင်းကိုပြောတယ်။ဟောပြီးပြည်မိသားတွေမှာလည်းဒီတဲ့ကိုအားရဝမ်းသာနဲ့တို့ခေါ်ပြကြရတယ်။တို့ NGO ကတရားမျှတမှုရှိရဲ့ဩစာတရားမှုရှိတယ်ဆိုတဲ့ပုံစံမျိုးပြောကြတယ်။เนาะအခုတော့လောလောဆယ်ရေပလူခွဲကရေပလူကတို့ NGO MOD ပစိုးလှန်ပြနေမှာတည်ကြတယ်เนาะရှင်းပါဆိုလဲပြည်စင်နေအများကြီးရှိတယ်เนาะအာဥပမာဒီကမ်ဘလူချင်းထောင်เนาะကမ်ဘလူချင်းထောင်ဆိုလို့ရှိရင်လည်းပဲကမ်ဘလူမျိုးနဲ့ NGO လွတ်တော်မှမြင့်ဆုံးဦးကနေပြီးတော့เนาะ လက်သုံးချောင်းထောက်ပြီးတော့နိုင်ငံတော်လက်နက်ပုံကန်တယ်လက်နက်ကင်ပုံကန်တယ်ပသုံးလုံးဖွဲ့ရပသုံးလုံးဖွဲ့တဲ့ခါကျတော့ NLD လွှတ်တော်မှမြင့်ဆုံးဦးနာမည်ကနေဦးမဲခေါင်ဖြစ်သွားရဲ့အဲ့ဒီမှာစေတန်းចောင်းသူလေးကိုចောင်းတက်လို့ကလန်ဆိုပြီးတော့ချုပ်ကန်နဲ့ထည့်ပြီးဖမ်းနေမရေမှုကျိုးတော့လေအဲ့ဒီမှုဆိုလို့ရှိရင်လည်းပဲအချိန်အကန့်အသတ်ရက်ကန့်အသတ်ဥပမာတစ်နာအတွင်းမှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်တစ်နှစ်အတွင်းမှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်ဆိုရင်အချိန်အကန့်အသတ်မရှိတဲ့အတွက်အခုနှစ်နှစ်ကျော်ပါပြီအခုနှစ်နှစ်ကျော်သွားပြီเนาะရှင်းပါလေးဘာများလဲရှင်းဥပမာ ပလဲမျိုးနဲ့ NLD တို့တော့မဆောထက်ကနေပြီးတော့လက်ရှိမှာလက်နက်ကင်ပုံကန်ပြီးတော့ပါသုံးလုံးလုပ်တဲ့အဲ့ဒီမှာပလဲက PD ရဲ့ခေါင်းဆောင်ပလဲမောင်ကိုလူတက်အလောက်ဖြောက်လိုက်တယ်။ဝက်လက်မျိုးနဲ့မှာဆိုလို့ရှိရင်လည်းပဲကိုရန်ចောင်းသားလေးကိုနော်ကိုရန်ចောင်းသားလေးចောင်းမတက်နဲ့ចောင်းထွက်စစ်ကြောပညာကြီးအလိုမရှိဆိုပြီးခလေးလေးပြောက်ပြီးနေခလေးလေးကចောင်းထွက်တယ်ဘာကသာအဖွဲနဲ့ဝင်လိုက်တယ်ဘာကသာចောင်းသားမြင့်မြတ်ဦးကို PD ရဲ့ချင်းချင်းပြန်တက်တယ်။ ဆင်နေရအများကြီးဥပမာကဏီကဏီပါဆိုလို့ရှိရင်လည်းတို့ NUG ရဲ့ပညာရေးတာဝန်ခံဥဝင်ထေတောင်းဆရာဥဝင်ထေတို့တမီသားဆိုလို့ PDF ချင်းချင်းပြတ်တက်လိုက်တယ်ဒီလိုမျိုးဖြစ်စင်နေများများစွာရှိတယ်ဒီလိုမျိုးတက်ဖြတ်မှုတွေရှိတယ်လို့ဘိုးစင်ရိုင်းဆိုလို့ရှိရင်လည်းပဲအပိုင်းပိုင်းခုပြတ်တက်ခံရမှုတွေရှိတယ်နောက်ဆုံးဝေကြီးလေလံမှုတွေရှိတယ်ဒီလိုမျိုးတို့ PDF ဖွင့်ချင်းချင်းပါတော်ရင်ဦးလေးကြက်တော့ပြီးတော့အကြောင်လို့ရှင်ကြီးကိုမိတာရှင်ကြီးကြားထဆိုးနေတဲ့ပြစ်မှုတွေကိုပုံပွဲထားကြတယ်။ကိုလာအောက်ကလူတွေကို မစီမံမခန့်ခွဲမအုပ်ချုပ်နိုင်နဲ့เนาะဘာကောင်းကားတို့လို့ဘိုးနဂါတို့လို့လူခဲ့ပြီးရဲ့ပြည်သားတို့သူတို့အန်ယူဂျီလောက်ကိုဝယ်ဖို့စီးယုံနိုင်ဖို့နေနေတာတာသူတို့အန်ယူဂျီအမိုဒီလောက်မှာရှိတယ်ရင်း300ကနေပြီးတော့ဟိုတက်ရင်ရထွက်တယ်ဒီတက်ရင်ရထွက်တယ်ဟိုစစ်ကြောင်ကထွက်တယ်ဒီစစ်ကြောင်ကထွက်တယ်အဲ့ဒီလိုမျိုးတက်ပြက်နေပြီဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့ဖိမနိုင်မဲ့ပဲကြီးထင်းစားခြင်းနဲ့အန်ယူဂျီက လက်ရှိမှာဗာပြောလဲဆိုတော့တော့လက်ရှိရှမ်းမြောက်မှာ KIA နဲ့ DLN နေနဲ့နော်ကချင်နေနဲ့ပလောင်တပုံကြီးသူတို့နေမြေလူပြီးတော့နော်နေမြေလူပြီးဆက်ပတ်လူပဲတွေဖြစ်ကြတယ်အဲ့ဒီမှာအန်လူကြီးကနော် KIA နဲ့ DLN နေကြားထဲမှာတဲ့ဂျားဝင်ညှိနှိုင်းပြီးတော့လိုအပ်တယ်လို့ကုညီဖို့ကျွန်တော်တို့အစင်အစင်ရှိပါတယ်ကျွန်တော်တို့ကုညီပေးချင်ပါတယ်ဆိုပြီးတော့လူစွာထလုပ်တယ် ဖေးမနိုင်ပဲပဲချင်းခါစားတယ်ခုလေ BE ရှင်မကနေပြီးတော့တော်လန်ရေးတတိယဆင်ဆင်းနှွေးမယ်ဆိုပြီးတော့မြမဘီကဒီပေါ်နေပိတ်တွေကငါတို့ပြောသမျှငါတို့ဘာပြောပြောလက်စီဆောင်မေးယုံကြတာပါပဲဒီကောင်နေလူပေါ်တွေပါကွာဒီပေါ်နေနီပေါ်နီပေါ်နီပိတ်တွေပါကွာလူပိန်းတွေပါကွာဆိုပြီးတော့မြမဘီမှာရှိတဲ့နီပေါ်နေပိတ်တွေကိုချင်းထည့်ဘာမှဆိုပြောတာကတလှိုင်းမီတလှိုင်းလာမယ်လမ်းများအားလုံးနေပြီးတော့သူ၆ရောင်များအားလုံးအမေရိကန်စီတို့ဖြစ်သွားတယ် လိုက်မိတစ်လိုက်လာမယ်ကနေပြီးတော့အခုခြားတော့ဘာပြောလဲတတိယဆင့်ဒေါ်လာရဲ့တတိယဆင့်ကိုဆရာနာသိမှုကိုအဆုံးသက်ဖို့ကြောင့်ကြေကြောင်းအထွေထွေထူးဆူကြီးတည်းရဲ့ကိုတနိုင်ငံလုံးတိုက်တာနဲ့ဆင်နွှဲမယ်ဆိုပြီးတော့ဘီးရှင်မုံကပြောပါရဲ့နော်တတိယဆင့်ဒေါ်လာရဲ့တတိယဆင့်ရှင်းပါကဂျီမုံဆိုတာကကာကွယ်ရေးဝင်ကြီးအစီအမံရှိတာနော်သူတို့ဝင်ကြီးရဲ့အကောင်လုံးရဲ့အချုပ်ဝင်ကြီးချုပ်မန်းဝဲခံတိုင်းပြောတာကဒေါ်လာရဲ့ကို2023အခုမခံဘူး2022မှာအပြီးတိုင်မယ်လို့ပြောခဲ့တာဝင်ကြီးချုပ်မန်းဝဲခံတိုင်းပြောခဲ့တာအခုကြတော့အခု တော်လိုင်းရေးက2023ကျော်ပြီ2025ရောက်တဲ့ခါကျတော့ဝင်ချင်းရင်မောဆိုပြီးတော့ဘီရင်မောကပြောတယ်တော်လိုင်းရေးတတိယဆင့်ဆင်လာမယ်ဆိုတော့အဲ့ဒီတတိယဆင့်ဆိုရင်နောက်မှာအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲဘီရင်မောတစ်ခါလဲထပ်ပြောသေးတယ်သူတို့ PDF တက်မတော်တွေတဲ့ PDF တက်မှုတွေကိုစစ်တင်နေပေးနေတဲ့ KIA ကိုကျေးဇူးတင်ပါတယ်ဒီနေရာမှာဘီရင်မောပြောတာက PDF တက်မတော်တဲ့ ပထမဆုံးခင်ဗျားတို့တွေ့တော့ခဲ့တာက Federal Army ဆို Federal Army ပြောပြီးတော့အဲ့ဒီ Federal Army ကနေပြီးတော့တစင်လျှော့ချသွားတယ်မဟာမိတ်တပ်မတော်မဟာမိတ်တပ်မတော်ကနေတစင်လျှော့ချသွားတယ် K2 K3C K3C ကနေပြီးတော့တစင်လျှော့ချသွားတယ်ဘာလို့လျှော့ချသွားလဲဆိုတော့အဲ့ဒီ K3C မှာလုံးဝမပါပါဘူးဆိုပြီးတော့ KIA ကချက်ချင်းထပြီးညင်းလဲညင်းမော် KIA ကထညင်းတော့ကချင်းကောင်ဒူဝါလက်ရှိဝါအရှိတဝဲကျိုးနေဖြစ်ပြီး K3C ကနေ K2C လို့ပြောင်းသွားတယ်အခုကြတော့ K2C တောင်မစီတော့ပဲနဲ့ PD ရဲ့တက်မတော်ဆိုပြီးပြောင်းသွားတယ်နော်ဘာဘာဘီကနေပေါ်ဒီပိတ်တွေကိုလို့တို့လို့ချင်းထည့်ပြီးတော့ ်ကျင်းကိုမှတထောင်နေဟိုအတောက်လိုက်ကိုထည့်ပြီးတော့နားလေပါရိုက်ပြီးခိုင်းစမ်းကြတယ်နော်ကျွန်တော်တော်လိုက်တတိယဆင်ဆင်းနေမယ်ဆိုတော့မကြခင်မှာလူတွေထပ်ပြီးသိရအောင်မယ်ဆိုတဲ့သဘောကိုကျွန်တော်တို့တိုက်ရတယ်နော်ဒီကြောင့်လည်းပတ်သက်ပြီးတော့လက်ရှိမှာကျွန်တော်တို့မြန်မာပြည်တွင်းရေးမှာမြန်မာနိုင်ငံအနေနဲ့မှာတဲ့လက်နက်ကင်ပြည်ပခါရေးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ပြည်တွင်းကစီးပွားရေးကိုထိခိုက်ပြီးတော့ပြည်တွင်းကစိုက်ပျိုးရေးကဏ္ဍကိုထိခိုက်တယ်ဒါကြောင့်မြန်မာနိုင်ငံမှာလူဦးရေ၃ပုံတပုံနိုင်ငံလူဦးရေ၃ပုံတပုံထမင်းငတ်နေပြီးစားနေရိတ်ကပြက်လက်နေပါတယ်ဆိုပြီးတော့ကုလသမဂ္ဂပညာရှင်တွေကမြန်မာအရေးမှာအရှိန်ကန်တာထွက်လာတယ် ဒီလိုပြည်ပင်းကုန်စင်းတို့မြေတောင်မှုကြောင့်ကျွန်မအရင်ထဲကရှိပြခဲ့ပြပါတယ်နော်အကုန်စင်းတို့ညီကြီးမြင်လဲတချို့ကပြောတယ်အဆန်တို့စီတို့ကကိုယ်နိုင်ငံထဲမှာထွက်တာဘယ်နိုင်ငံကမှဝယ်သုံးရတာမဟုတ်ဘူးဒါကဘာလို့ဆန်ဒီစီရင်ဈေးကြီးလာလဲဆိုပြီးတော့ပြောကြတော့ကုန်စင်းတို့ပြတ်တာဆိုရဲကောင်းတယ်ကျွန်မခဏခဏရှင်းပြပူတယ်နော်အဓိကကပြည်တွင်းစားသုံးမှုပမာဏကိုပြည်တွင်းကကုန်ထုတ်လုပ်မှုပမာဏနဲ့ပြည်တွင်းကစိုက်ပျိုးရေးပမာဏကမဖြစ်တင်းနိုင်တဲ့အတွက်ကုန်စင်းတို့ညီကြီးမြင်ရပါတယ်ဆိုတာကိုကျွန်မခဏခဏရှင်းပြခဲ့ပူတယ်ဒါပေမဲ့ကျွန်မရှင်းပြမှုကို ညရင်မမီတဲ့ခါကျတော့ညီပေါ်ညီပိလေးတွေကအစ်ကရကအာနာသိမ့်လို့ကုန်သိန်းလုံးကြီးရယ်ဆိုတာလောက်ပဲသူတို့ခေါင်းထဲမှာတော့အေးရောင်ဝဲပုံမြင်နေနဲ့ခေါင်းထဲကိုတန်ဖို့ဆွဲသူတို့ပတ်ထားကြတယ်။နောက်ဆိုတော့ခင်ဗျားတို့ကြုံကြိုက်တော့တစ်ခါလေးထပ်ပြီးရှင်းပြပေးမယ်။ဥပမာအဖြစ်မန္တလေးတိုင်းမှာတနည်းတော်အတွက်စီစားသုံးမှုပမာဏပိတ်တာ100ရှိတယ်ဆိုရင်ဒီမန္တလေးတိုင်းအတွက်ကနော်စီကိုထုတ်လို့တဲ့ပဲတို့မုံနှမ်းတို့မုံကြီးကြစိုက်ပျိုးမှုကအနည်းဆုံး200လားသူတို့စိုက်ရမယ်။200လားစိုက်မှ စိုက်လိုက်တဲ့ဒီနှမ်းမြေပဲမြေချ ့ရဲ့စိုက်ပျိုးမှုပမာဏကိုပုံကျန်းကနေကော်ကြောထုတ်ကြတယ်စီကျိတ်ကြတယ်ချိတ်တဲ့စီကိုနော်ထူဆောင်ဆက်သွယ်ရေးလမ်းမဆက်သွယ်ရေးရနေပြီးတော့စားသုံးမှုလက်ထဲကိုဖြန့်လို့ရောင်းချရတယ်အင်းတန်အိတ်ရောက်ရောင်းချရတယ်အဲ့ဒီအတွက် ့200စိုက်မှာ150လောက်ရပြီ။အဲ့ဒီ150ဆိုကုန်ကျဲတည်လူမှုလက်ထဲရောက်တဲ့အခါတရားစားသုံးမှုပမာဏကွက်တည်ဖြစ်မယ်။ဒါပေမဲ့လက်ရှိမှာမန္တလေးတိုင်းတွင်းမှာနိုင်ငံတော်ကိုလက်နက်ကိုက်ပုံကန်နဲ့ PDF တိကြောင်းစီရင်ပေးတဲ့အခါဖြစ်ပေါ်နေတဲ့အတွက် PDF တိရှိတဲ့နေမြေမှန်သမျှလူမှုမှန်သမျှဖွဲ့ပြေးတိန်းဆောင်ပြီးစစ်ပီးဒုက္ခတွေဘဝရောက်နေတယ်။သူတို့ဒီစိုက်ပျိုးမှုပမာဏကိုမဆိုင်နိုင်ဘူး။ဆိုတော့လူအပ်တာကတရားစိုက်နိုင်တာကလည်းတရားပဲ။တရားပဲစိုက်နိုင်တဲ့အခါကျတော့90ပဲထုတ်နိုင်ပြီးလူမှုလက်ထဲကို90ပဲရောက်တယ်။အဲ့ဒီအတွက်ကုန်ကျစရိတ်ကြီးနေတယ်။ เนาะကျွန်တော်ခင်ဗျားတို့နေပေါ်နေပိတ်တွေကိုကျမအရင်ကရှင်းပြတော့ခင်ဗျားတို့ကငြင်းနေဘူးအခုကျမရှင်းပြတော့ပဲအခုကုလသမဂ္ဂပညာရှင်တွေကရှင်းပြတယ်မြန်မာနိုင်ငံမှာနိုင်ငံနဲ့မှာလက်နက်ပြည်ပခါတွေဖြစ်ပွားနေတဲ့အတွက်စိုက်ပျိုးရေးစီးပွားရေးတွေထိခိုက်လာလို့ကုန်စည်လုံးတွေလည်းကြီးမြင့်လာတယ်ဒါကြောင့်မို့နိုင်ငံမျိုးကြီးရဲ့၃ပုံ၃ပုံကစားနေရိတ်ခါမဖူလုံးပဲနဲ့ထမင်းနဲ့ကြီးတင်းကြတယ်အဲ့ဒီ၃ပုံ၃ပုံဒီအဲ့ဒီစားနေရိတ်ခါမဖူလုံးပဲနဲ့ဒုက္ခရောက်နေတဲ့၃ပုံ၃ပုံဒီအန်ဥကြီး PD ရဲ့ EAO EAO အမိခံတော်လိုင်းရဲ့တပ်ဖွဲ့အမိခံတောင်းချမ်းသူတွေထိတ်ထုတ်ထားတဲ့နေမြင်ပါတာဖြစ်တယ် အခုဘေးရင်မကတော်လိုင်းတတိယအဆင့်ဆိုပြီးတော့တနိုင်ငံလုံးဖိုးစစ်ဆင်မှာထပ်ပြောရဲဒါကြောင့်လူတွေထပ်ပြီးတော့ထမင်းငတ်အောင်မယ်လူတွေထပ်ပြီးတရားလေအောင်မယ်နော်အခုလက်ရှိနိုင်ငံလူတွေရဲ့သုံးပုံတစ်ပုံဆိုရင်နောက်ထပ်စစ်ထပ်ပြီးတော့ခင်ဗျားတို့စစ်ရေးအစိမ်းထပ်ညှင့်မယ်ဆိုရင်အကြမ်းဖက်မှုတွေထပ်လုပ်မယ်ဆိုရင်လူတွေထပ်သေးပြီးထပ်ငတ်ရလိမ့်မယ်ဘသူတွေသေးပြီးဘလူတွေငတ်မှာလို့ဆိုရင်အန်တီတောင်ချမ်းသူတွေနေမျိုးမှာရှိရဲ့ပြည်သူလူထုတာဖြစ်တယ်နော်ကျွန်တော်တို့တမောထိချောက်ထားတဲ့နေမျိုးတွေမှာလာကြည့်ရွှေဆိုင်တွေမှာလေကိုယ်သာမဝင်နိုင်တာမိုးလေးလို့ရှိရင်ရွှေဆိုင်တွေမှာကြီးလိုက်ကြိတ်ကြိတ်တိုးတာပဲ เนาะชวยไซดีไซน์เนี่ยหมดเนาะชื่อตะเหมยชวยไซน์ไหนมาดูผิดเลยสว่าไม่ใช่อเมียเนี่ยจิตๆตัวเนี่ยครับอวิสาไซน์นี่อเทไซน์นี่ซ้าบ้องไซน์นี่ลูดิแดนซี่นี่ส่องเนี่ยไอ้ดิหลูโยยกชิงยงสูแล้วยกชิงยงหมดเนาะซ้าบ้องสายอ่ะซะอวิแท้อ่ะซะไซน์ไหนไซน์ไหนมาลูดิจิตๆตัวอ่ะยาวเหมือนผักกานี่จ่ายอ่ะ เนาะဒါကအချမ်းဖတ်တမမရှိလို့တင်ရင်အေးကျနေနေနေဖြစ်တယ်เนาะဆိုတော့ကဝင်ချင်းရေလို့ပြောလို့ခင်ဗျားတို့တော်လိုင်းရေးတက်တရားဆက်ဆက်လာမယ်ဆိုရင်ခင်ဗျားတို့ဆက်ပြီးဓမြင်ငါးပြီးတရားလိမ့်မယ်။အားလုံးလည်းတခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ဆရာလည်းရှင်စနေထုံးကျင်းပြီးတော့ Federal Democracy ပြည်ထောင်စုတိဆောက်ဖို့အတွက် MNDA နဲ့အနီးတက်ပူးပေါင်းပြီးလက်တွဲသွားမယ်လို့မန္တလေး PDF ဖွဲ့ကထုတ်ပြန်ပါတယ်တဲ့။ဒါရှုမြုပ်ကို MNDA ကတိမ့်ပြန်ရရှိခြင်းဟာသူတို့ငွေဦးတော်လိုင်းရေးအတွက်အရေးပါတဲ့အောင်ပွဲတရဖြစ်ပါတယ်လို့မန္တလေး PDF ကပြောပါတယ်။ မန္တလေးတရားပြည်ကပြောပါတယ်ဆိုတော့ခင်ဗျားတို့ကတော့ဟောက်မယ်မင်းပဲခင်ဗျားတို့က Federal Democracy တည်ထောင်မယ်အခုဆိုလို့ရှိရင် MDA နဲ့တော့ MDA နဲ့အနီးကပ်ပူးပေါင်းပြီးလက်တွဲသွားမယ်ပြောရဲနောက်ဆုံးက MDA ကိုကိုယ်ကနေရတာကငွေဥတော်လိုက်ရတဲ့အရေးပါတယ်အောက်ပဲပြောရဲဒါဆိုရင်အဲ့ဒီ MDA ရဲ့တစ်ခါသိမ့်မိုက်လို့ရရှိတဲ့နေနေမှာခင်ဗျားတို့မန္တလေးပြည်ကအုတ်ချုပ်ရေးရပိုင်းလို့ပြောကြတယ်မန္တလေး PDF ကမရဘူးဆိုရင်ခင်ဗျားတို့ပြောတဲ့အမှုတမ်းညီညီလေးဆိုရ NGO ကပေါ့ MNDA နေနေမှာအောက်ချုပ်ရေးအပိုင်းမှာ ဌာနဘယ်နှခုရတယ်လဲနေရာဘယ်နှခုရတယ်လဲအုပ်ချုပ်ရေးပိုင်းမရဘူးဆိုရင်တရားစီရင်ရေးပိုင်းမှာရတယ်လားဥပဒေပြုရေးပိုင်းမှာရတယ်လားအခုလက်ရှိကိုကံနေတိမ့်ချုပ်တိမ့်ပိုက်ထားတဲ့နေမီမှာမန္တလေး PD ရဲ့အသေးခံပြီးတိုက်ပြီးရမန္တလေး PD ရဲ့ကနေရာဘယ်နှခုရတယ်လဲခင်ဗျားတို့က Federal Democracy တည်ထောင်မယ်လို့ဆိုလို့ရှိရင်ခင်ဗျားတို့ကြားမှာအပြန်အလှန် အပေးအယူ Federal Agreement ရှိရတယ်။ဒါဆိုရင် NUG က၄ပါးနှစ်ခုရတယ်။ကျွန်မအရင်ကလည်းမင်းကလည်းမင်းလည်းအခုလည်းထပ်မင်းလည်းခင်ဗျာကျွန်မကလူလူမေးတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကလည်းပြန်ပြေးဖို့လိုတယ်။နော်ဒီညမှာတခုထပ်ပြီးပြောချင်တာကအခုဆိုလို့ရှိရင် MDA အာခေါင်းဆောင်၄ယောက်ကိုတရုတ်ကနေပြီးတော့ LDG ခေါ်လို့အခုတရုတ်နိုင်ငံကိုသွားပြီးတော့နော်တိုက်တိုက်ဆိတ်သွားပြီးတွေ့ဆုံနေကြတာရှိတယ်။တက်မလို့နေမှာခိုင်းခဲ့တရုတ်နိုင်ငံကဘုံမဲမှာ NASA ကဆိုးရတယ်ကိုကန်တယ်တွေ့ဆုံဆွေးနွေးပွဲရှိတယ်။အခု ီတွဲဆောင်ဆွေးနွေးပွဲမတိုင်ခင်မှာကိုကကောင်းဆောင်၄ယောက်ကိုတယောက်ကနေအရေးကြီးခေါ်တွေ့တယ်ဆိုတော့ထူးခြားချက်တစ်ခုကိုရှိနေမယ်ဒီနေရာမှာဒီကပြောချင်တဲ့အချက်ရှိအဲ့ဒါပါလဲဆိုတော့လာရှုမှာကိုကန်နေကအာတရားပွဲတော်ကိုစီကတိုက်မြှောက်ဆွာကျင်းပနိုင်ရေးဆိုပြီးသူတို့ရေးအစီအစဉ်ဆောင်ရွက်နေတာရှိသူတို့ကိုကန်က MD ကတရားပွဲတော်ကျင်းပနိုင်ဒါပေမဲ့အဲ့ဒီကိုကန်လောက်ခံအခုကိုကန်ကိုဘောမနေတယ်မန္တလေး PDF နဲ့တနင်္ဂနွေလုံးမှာရှိတယ်ပီတီအန်ယူတီဆိုတဲ့အဖွဲ့ကရေးမဆိုးတဲ့ကြ ။ဒီမဆိုးတဲ့ကြံအမိဦးဗျာ။ငွေလန်းနဲ့ကြုံမယ်။ဒကြံမှာရေစော့တယ်လို့တလန်း။ဒကြံတော့မှာရေကစားတယ်လို့တလန်း။တင်ညာတွေမှာနော်ဒကြံမှာကျမတို့ဘုရားဘာသာရေးတလေးထုံးနဲ့ရ။အတရားစကန်ဝင်ကြတာရှိတယ်။နော်ဒုံလပိုင်ရဟန်းဝင်ကြတာရှိတယ်။ကောက်မှုကုသပြုကြတယ်။ဖျားသွားကြောင်းတက်လုပ်ကြတယ်။အဲ့ဒီလူတွေအကုန်လုံးတို့ကတလန်းလို့တတ်မှတ်တယ်။နော်မသိရင်ဒကြံမှာရေကစားတဲ့လူကပဲနိုင်ငံတော်ကိုသစ္စာဖောက်နေတဲ့လူလူဖြစ်အောင်ဝိုင်းပြီးတော့အုံနဲ့ချင်းနဲ့ဟောက်ကြတယ်။ရေမဆိုးတဲ့ကြံလူတို့ကပြောတယ်။ဟုတ်ပြီမလေးပီဒီရဲ့တနင်္ဂနွေလုံးမှာရှိတဲ့ PDF ဆိုတဲ့အဖွဲ့ကြီး NGO ဆိုတဲ့အဖွဲ့ကြီးကရေးမဆိုးတဲ့ကြံလို့ပြောပြီးတော့သူတို့အဖေခေါ်နေတဲ့ကိုကံကတကြံကိုစီကားစွာကျင်းပါမယ်ဆိုတော့ ဖေးနဲ့သားကြမှာကွဲပြားမှုဖြစ်လာတယ်နော်ဆိုတော့ကငါတို့ကဘာဘုံမှမကြောက်ဘူးအမှန်တရားတွေတိုက်ပွဲဝင်လဲဆိုတဲ့အခွဲကြီးဒီနေ့တချမ်းကိုတော့ဘလို့များဘလို့များဖြတ်တိုင်းကြမှာလဲဆိုတာကျွန်မဆောင်ရနေပါတယ်နော်နောက်ဆုံးဒီနေ့ခုကတော့ဒါနိုင်ငံကြီးကြောင်းရမှုပဲနဲ့အာအမြင်မတော်မှုတစ်ခုလေးပေါ့နော်ကျွန်မကြောင်းညာလေးတစ်ခုပြပါမယ်အဲ့တော့ကျွန်မတို့ဆက်မှာဒီကနေ့ကဒီကြောင်ညာလေးကနော်ဒီကြောင်ညာလေးကကျွန်မအတန်နေဖြောက်ထားရဲ့သူတို့ရဲ့ ဒါပဲပြောတာသူတို့ရဲ့စီးပွားရေးဖြစ်တယ်တူမြစီးပွားရေးလုံးလေထိုးသူဖြတ်မှာဆိုလို့ပေါ့နော်အတန်ဖြောက်တာလေသူတို့ဒီဆိုင်ရဲ့လိစားကျွန်မမှာရှိပါတယ်ဒါပေမဲ့လိစားလေကျွန်မမပြောလို့နည်းရုပ်လေးလေးလေးပဲသူတို့ရဲ့ပုံကိုရေးအဲသူတို့ရဲ့ဟိုဘယ်လိုပြောလဲကျွန်မလေးစားတယ်မဟုတ်တာတော့အဖြစ်ဖြောက်ထားပြီးတော့ပေါ့နော် ာကတော့အော်လက်ရှိမှာကလူမှုကွန်ရက်တွေတုံးများလာကြတယ်ဆိုတော့လူမှုကွန်ရက်ကိုတော့ပြုပြီးတော့ပဲမိမိကတို့တက်ရတို့တက်ကြောင်းလေးရှာပွေးကြတယ်။နောက်ဈေးရောက်ဈေးဝယ်တွေလုပ်ကြတယ်ဆိုတော့ဒီဘက်မှာအပြစ်မပြောလို့ဘူး။သို့တော့အခုလိုမျိုးတာသနာမှာတရားရှင်မဆုံးဒီလိုဥဆုံးကိုကိုယ်တိုင်ဝိပီကြောင်းကြတာမျိုးကတော့လက်ခံပြီးလို့မရပါဘူး။နော်ဆိုတော့ဒီကျွန်မဒီဘုရားဘာသာဝင်တယောက်အနေနဲ့အခုလိုမျိုးဆိုင်နေမယ်ကျွန်မသိပါတယ်လိမ့်စာကျွန်မသိပါတယ်တိုးတော့ကျွန်မဒီသူများစီပွားရေးတုံးနဲ့ထိုးလို့ဖြစ်မှာဆိုတဲ့အတွက်ပထမဆင့်အနေနဲ့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကျွန်မဒီအေးဆောင်ကိုကန့်ဝတ်ပါတယ်။အာမပေးပါဘူး။ဒီတော့ပဲကျွန်မပြောပါအောင်မယ်နော်။ဒါဆိုဒီကြောင်ရကိုကြည့်ချင်းအဖြစ်အမြင်ရုံနဲ့တဟာလုံးဝမသိတော့ဘူးဆိုတာသိတာလေ။မြင်လိုက်တာနဲ့တဟာလုံးဝအမြင်မသိနေဘူး။ဘူယိုတန်တန်မိမိဆိုင်ကို online မှာကြောင်ညာလို့တခြားသောနည်းတွေနဲ့ကြောင်ညာလို့ရပါလိမ့်မယ်။ဒီလားချင်ဝတ်ဆောင်ကိုရံဝတ်ပြီးကြောင်ညာတာမျိုးကိုလက်ခံပေးလို့မရပါဘူး။ဆိုတော့အချိန်ကြီးချင်းချင်းတည်ပြုနိုင်ပါစေလို့ကျွန်မပြောလဲပါတယ်။